မင်္ဂလာဆောင်ကန်းဒီတောင်းချက်အလိုမှာမှအထူးထူးဆန်းဆန်းပြောက်သွားခဲ့တဲ့သတို့သမီးလောင်းဖြစ်သူရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်ပြန်လည်ရှင်းပြလာခဲ့တဲ့ကိုတင်လွင်အောင်မင်္ဂလာပါပရိသတ်ကြီးရေပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလူမှုကွန်ရက်စာမျက်နှာပေါ်မှာမင်္ဂလာဆောင်ကန်းဒီအမျိုးသမီးလေးတက်ဦး Time City နားမှာပျောက်သွားတဲ့ဟူဆိုကလူမှုကွန်ရက်စာမျက်နှာကနေတဆင့်သတို့သားဖြစ်သူကိုတင်လွင်အောင်ကအကူအညီတောင်းလာခဲ့တာပဲဖြစ်ပါတယ် ဒါပေမဲ့တရက်အကြာမှာတော့ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကြောင်းပြောကြားလာခဲ့ပြီးမင်္ဂလာပွဲကိုစီစဉ်ထားတဲ့အတိုင်းကျင်းပခဲ့ကြတာလည်းဖြစ်ပါတယ်။ဒီနေ့မှဆိုရင်တော့မင်္ဂလာအခမ်းပွဲလေးအောင်မြင်မြင်နဲ့ပြီးသွားခဲ့ပြီဖြစ်တာကြောင့်သူရဲ့အမျိုးသမီးဘလို့ပြောက်သွားခဲ့လဲဆိုတာကိုကာယကံရှင်ဖြစ်တဲ့ကိုတင်လွင်အောင်ကသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်အားလုံးကိုပြန်လည်ရှင်းပြလာခဲ့တာပဲဖြစ်ပါတယ်။ ကိုတင်လွင်အောင်ကမင်္ဂလာဆောင်ကိစ္စတွေစီစဉ်နေရတာနဲ့ లైవ్ မတက်ဖြစ်ဘူးစိတ်ပူပေးပြီးတော့ share ပေးတဲ့သူတွေကိုလည်းကျေးဇူးတင်နေအခုတော့အကုန်ပြီးပြီမို့ရှင်းပါပြီ post ကိုပြန်ဖြတ်လိုက်တာကသူတို့တမိပြန်တွေ့သွားပြီမို့ဖြတ်လိုက်တာပါရဲစခန်းမှာလူပြောက်တိုင်ပြီးလို့အမှုဖွင့်ရင်တော့လူပြန်တွေ့ရင်လူပြောက်တိုင်ကြချက်ဆိုတာကိုပြန်ဖြတ်ပေးရပါတယ်ပြန်တွေ့တဲ့နေ့ကကောင်မလေးကငူတူတူငိုင်းတိုင်တိုင်နဲ့ဘာမှမေးမရသေးလို့အကြောင်းဆောင်မသိဘဲမတင်ချင်းလို့ပါ နောက်တစ်ခုက attention ရှာစရာလဲဘာဆောက်ကြောင်းမှမရှိပါဘူးကျွန်တော်ကဘာကောင်းမှမဟုတ်တဲ့အတွက်ဘသူစီကမှလည်းဘာ attention မှမလိုချင်ပါဘူးပြန်ထွေးတဲ့ပုံစံကတော့ကောင်မလေးကသူကြီးမြေတိုင်းမှာရောက်နေတယ်လာခေါ်ပေးပါဆိုလို့သွားခေါ်လာရတယ်။ဆေးလွန်ထားတဲ့ပုံစံမျိုးပါပဲ။သူမမီတလောက်ပြန်ပြောတာကတော့ကားမတ်တိုင်းမှာကားဆောင်နေတော့စူးကလေးခံစားလိုက်ရပြီးဘာမှမသိတော့ဘူးဆိုတာပါပဲ။ ကျွန်တော်တို့ပြန်တွေ့တဲ့အချိန်ကမနေ့ကပါနေ့လယ်ပိုင်းမှာမင်္ဂလာဆောင်နဲ့အရန်ကတ်နေပြီဖြစ်တဲ့အတွက်ရောသူ့ကိုလည်းဘာမှတိတ်ပြီးတော့ပရက်ရှာမပေးချင်တာအတွက်ကြောင့်အားလုံးကိုတေချာရှင်းမပြနိုင်ခဲ့တာပါအကောင်လုံးကိုစိတ်နှောက်ရှက် ဖြစ်စေခဲ့တဲ့ဆိုရင်အနူးညွတ်တောင်းပန်အပ်ပါတဲ့ခမယာဟုဆိုကကိုတင်လွင်အောင်ကသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေအသေးစိတ်ပြောပြသွားတာပဲဖြစ်ပါတယ်။ မင်္ဂလာဆောင်ကနေ့3ရက်အလိုမှာထထူးဆန်းဆန်းပြောက်သွားတဲ့ဆိုပြီးတော့လူမှုကွန်ရက်ပေါ်မှာ post တင်ပြီးတော့အကူအညီတောင်းခံခဲ့ပေမဲ့ခဏလေးအတွင်းမှာပဲပြန်ဖြတ်သွားခဲ့တာကြောင့် attention ရှာတယ်လို့လူတွေကပြောဆိုနေကြတာဖြစ်ပြီးကိုတင်လွင်အောင်ကတော့သူ့အနေနဲ့ attention ရှာတာမဟုတ်ပဲအမှန်တကယ်ကြုံတွေ့ခဲ့ရတာဖြစ်ကြောင်းရှင်းရှင်းလင်းလင်းပြောပြသွားတာပဲဖြစ်ပါတယ်။